တော့ကျွန်တော်ဟက်တစ်ကိုဖြုတ်ပေးလိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဟက်တစ်ရဲ့စကူလေးတွေကိုဖြုတ်လိုက်တော့မှာပေါ့နော်အဲ့တော့ဒီနေရာမှာတခြား data နည်းနည်းများသုံးကျင်နေဟေးဆိုရင်တော့တခြား HDD ပဲဖြစ်ဖြစ်ကောင်းတဲ့ဟာပေါ့နော်အဲ့လိုဟာမျိုးတက်မယ်ဟေးဆိုရင်တော့လည်းတက်လို့ရတယ်ပေါ့နော်တက်ထားမယ်ဟေးဆိုရင်လည်းတက်လို့ရဒါကျွန်တော်ကဒီကောင်ကအဲဒုက္ခပေးနေမှာကြောက်လို့မို့လို့ကျွန်တော်တခါတည်းပဲမပါလို့ပြလိုက်မလဲဆိုတော့ဖြုတ်ဝေးလိုက်မယ်သူက performance လည်းကျွန်တော်တို့ဘာဖြစ်နေပြီလဲဆိုတော့ကျနေပြီပေါ့နော် performance လည်းကျနေဖြစ်တဲ့အတွက်အစဉ်မပြေတော့ရေးနေမှာကြောက်လို့မို့လို့ကျွန်တော်ဟက်တစ်ကိုမပါလို့ပြလိုက်မလဲဆိုတော့ဖြုတ်ဝေးလိုက်မယ်ပေါ့နော် ီမှာဒီကျိုးလေးဖြုတ်ရင်တတိထားပါအဲ့တော့ဒီမှာခက်ခက်ကဲကဲဖြုတ်ရတာခက်တဲ့ဟေးဆိုဒီဘက်ကကျိုးလေးကိုနည်းနည်းလေးလှန်လိုက်လှန်လိုက်ပြီးဒီဘက်ကကျိုးလေးကိုနည်းနည်းလေးဖြုတ်လိုက်ဆွဲဖြုတ်လိုက်ပေါ့နော်ပြီးသွားပြီဟေးဆိုမှဒီလိုမျိုးအင်းဒီလိုမျိုးဆွဲဖြုတ်လိုက်ဒါဆိုရင်ပြုတ်သွားပြီအဲ့တော့ဒီကျိုးလေးတက်တဲ့ချက်ဒီမှာလေးဘာပြထားလဲ MB လို့ရေးထားတယ်เนาะ MB လို့ရေးထားတယ်ဒါမာရာပုတ်ဘက်ကိုဘာလို့ရမှာလဲဆိုတော့ထိုးရမှာတချို့ကကျိုးဟိုဘက်ဒီဘက်ဒီလိုပုံစံမျိုးနှစ်ခုတွေ့ပြီးဟေးဆိုရင်ဘယ်အောင်ထိုးလို့ထိုးရမှာမသိဘူးဆိုတော့ဒီစာသားလေးကိုကြည့်လိုက် MB ဆိုလို့ရှိရင်ဒါမာရာပုတ်ဘက်ကိုကျွန်တော်ဘာလို့ရမှာလဲဆိုတော့ထိုးပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကျိုးလေးကိုတော့ဒီတိုင်းလေးပဲကျွန်တော်ပြန်တက်ထားလိုက်မယ်ပေါ့နော်နောက်တစ် SSD တွေနောက်တစ်ကိုက data မလောက်တော့လို့ဟို hard drive ထပ်ထည့်ခြင်းနေရဲ့ဟေးဆိုရင်လည်းဘာလို့လို့ရလဲဆိုတော့ထပ်ပြီးတော့ထည့်လို့ရပါတယ်โอเคပြီးတော့ကျွန်တော်ဒီမှာ school လေးတွေကျွန်တော်ဖြုတ်ပြလိုက်မှာပေါ့နော် ရပြီကဲအဲ့တော့တို့ M2 site ပေါ့နော် M2 site မှာဟေးဆိုရင်တို့တတိယရှာလေးဘာလုပ်မလဲဆိုတော့ဒီကနေပြီးတတိယရှာလေးထိုးပေါ့အဝင်ဝင်ကြဖြစ်တောင်းချာပြီးဒီမှာဖိပြီးတော့အရင်သူ့မှာ school လေးပါတယ်ပေါ့နော် Tiger school လေးကိုတတိယရှာလေးပြန်တတိယရှာလေးဆွဲပေါ့နော်ဒီမှာကြောင်လေးဆွဲအဲဒါဆိုရင်ဘာလုပ်ပြီးသွားလဲဆိုတော့ M2 site ပြီးတော့အဲ့တော့တို့ကဒီ M2 256မှာဘာလုပ်မှာလဲဆိုတော့ window 1မြေ ပြီးတော့ရင်ဒီဘက်မှာ HDD ဆိုတာရှိရယ်တခါတလေကြာရင်တော့ဒီ HDD ကလုံးဝမကောင်းတော့ဘူးဟေးဆိုရင်ဒီဒီ M2 တက်ထားပြီမဲ့ဒီ HDD ကလုံးဝ performance ကျနေတယ်ဟေးဆိုရင်ဒီ HDD ကဟိုဆက်ကတော့တော့အဆင်မပြေမပြေတော့ဘူးပေါ့ဒီကောင်က performance ကျနေပြီဖြစ်တဲ့တော့ဒီ M2 256ကိုပဲတက်ပေးလိုက်ပြီးတော့ဒီ head ကိုတော့မလုပ်ပေးလိုက်မလဲဆိုတော့တခါတည်းပဲကျွန်တော်တို့မလုပ်ပေးနိုင်ဖြုတ်ပေးလိုက်မယ်ပေါ့နော်တကယ်လို့ဖြုတ်မပေးဘဲနဲ့သူ့ကို data အနေနဲ့သုံးမယ်ဟေးဆိုရင် ဒီဟက်တစ်ကလာပြီးတော့ဒုက္ခပေးနေအောင်ပါပဲเนาะဒီဟက်တစ်ကဘာလို့လဲဆိုတော့ performance ကျနေဖြစ်တဲ့အတွက်ဒီဟက်တစ်ကဒုက္ခလာပေးနေအောင်မှာဖြစ်တဲ့အတွက်စက်ကြီးကသူတွတ်တွတ်လဲလဲတွတ်အမ်းမဲ့အချိန်တွေမျိုးမှာ M2 လဲစိုက်ထားတယ်တွတ်တွတ်လဲတွတ်အမ်းမဲ့အချိန်တွေမျိုးမှာမတက်ဖဲဘာဖြစ်နေတယ်လဲဆိုတော့နေတတ်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ M2 256ကိုစိုက်ပေးလိုက်တယ်ဒီဟက်တစ်ကိုဘာလို့ပေးလိုက်မလဲဆိုတော့ဖြုတ်ပေးလိုက်လို့မယ်ဟုတ်ပြီနော်အဲ့တော့ဒါကတော့ M2 ထဲမှာကျွန်တော်ဘာလို့မလဲဆိုတော့စမ်းကြည့်မယ် Windows တင်ကြည့်မယ်တခါတတိထားရမှာကเนาะဒီနေရာမှာဖြစ်တဲ့တာတခုတည်းတချို့ laptop တွေမှာဖြစ်တတ်ပါတယ် M2 ဟုတ်ပြီ M2 ကိုတိတိကျကျလေးမိမိရဲ့တစ်ခါကျမဆိုင်တတ်ဘူးခေဆိုရင်ကျွန်တော်ကဒီ short ဖြစ်ပြီးတော့ကျွန်တော်လောင်တတ်တာမျိုးလေးကိုကျွန်တော်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုကဒီ M2 ကိုတိတိကျ M2 ကိုတိတိကျစိုက်ဆက်ပြီးတော့ရင်ကိုက battery ကိုဖြစ်နိုင်ခဏဖြုတ်ထားအောင် adapter ဂျိုးနဲ့ပဲတွားပြီးတော့ကျွန်တော်တို့မလုပ်လဲဆိုတော့ window ရေ software installation window တင်တဲ့ထီအောင်တင်ကြည့်လိုက်ပေါ့နော်ဒါဆိုအားလုံး okay သွားပြီဟေးဆိုရင်ဒါဆိုရင်ရသွားပြီဒါဆိုရင်ပြီးပါ battery ကိုပြန်တက်ပေါ့နော်အဲ့တော့ဒါကတော့ဆောင်ရံဆောင်ရံလေးတွေကိုကျွန်တော်ပြောပြပေးတာပေါ့နော် အာဒီမှာ MD site တာလေဒီ headset ကိုထပ်ပြီးတော့တုံးလို့မရဘူးလားလို့တချို့ကကျွန်တော်မေးကြတယ်ပေါ့နော်ဒီ headset ကကျွန်တော် performance ကျနေပြီဖြစ်တဲ့အတွက်နှစ်တွေလည်းကျနေပြီ performance ကလည်းကျနေပြီဖြစ်တဲ့အတွက်တကယ်လို့ဒါဒီ headset ကြီးတက်ထားမယ်ဟေးဆိုရင်ဒီမှာ window တင်ထားတယ်အဲ့တော့သူကတော့ M2 အနေနဲ့ကတော့တော်တော်လေးလေးမြင်နေရမယ်ဒါပေမဲ့ဒီကောင်ကဒုက္ခပေးတာဖြစ်တဲ့အတွက်ဆက်ကလေးနေတတ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီ headset ကိုကျွန်တော်တို့ကဘာလုပ်ပေးလိုက်မှာလဲဆိုတော့ဖြုတ်ပေးလိုက်မှာပေါ့နော်ဟာဆက် M2 ဆက်ပဲဒီနားမှာ SSD SATA SSD ရောထည့်လို့မရဘူးလားလို့မေးရင် SATA SSD လည်းဘာလုပ်လို့ရလဲဆိုတော့ ထည့်လို့ရပါတယ် SATA SSG 256GB ကိုထည့်မယ်ဟေးဆိုရင်လည်းထည့်လို့ရပါတယ်ဒါကျွန်တော်က SATA M2 slot ကြီးပါလာဖြစ်တဲ့အတွက်ကျွန်တော်တို့က M2 ကိုပဲကျွန်တော်တို့ပါလုပ်ပေးလိုက်တာလဲဆိုတော့ထည့်ပေးလိုက်တာဖြစ်ပါတယ်သူကတော့ Armagan ကျွန်တော်9နှစ်ရမယ်ပေါ့နော် Armagan 9နှစ်ရမယ် Armagan 9နှစ်တွင်မှာတစ်ခုခုပြတ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့နောက်ထပ်တစ်ချောင်းကျွန်တော်တို့အစ်စ်ပြန်ပြီးတော့လဲလဲပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်